ရဲတပ်ဘက်နှစ်ပတ်ကြာကြာရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံတဝမ်းရေဘေးအန္တရာယ်တွေကြောင့်လူ69ဦးသေဆုံးခဲ့တယ်လို့အစိုးရကတရားဝင် ထုတ်ပြန်ခဲ့ပါတယ်။အစိုးရရဲ့ထုတ်ပြန်မှုအရဇွန်လဇွန်လလနဲ့ဩဂတ်လ၄ရက်နေ့မှာတိုင်းဒေသကြီးပြည်နယ်အလိုက်ရေဘေးဖြစ်ပွားမှုအပေါ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနကထောက်ပံ့မှုအခြေအနေဆိုပြီးဩဂတ်လ9ရက်နေ့ကနိုင်ငံပိုင်မီဒီယာတွေမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လူသေးဆုံးမှုအစီရင်တွေအရရခိုင်ပြည်နယ်မှာ48ခုထိသေဆုံးမှုဖြစ်ပွားခဲ့ပြီးမန္တလေး၊စကိုင်း၊ရှမ်း၊ကချင်နဲ့ AR တိုင်းဒေသကြီးတို့မှာလည်းလူသေးဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်အထိရင်ဆိုင်နေရဆဲရေပေးအနေအထားအိမ်လုံးရေ6028လုံးပျက်စီးဆုံးရှုံးခဲ့ကပြောင်းရွှေ့ခဲ့ရတဲ့အိမ်ခြေပေါင်း၄000နီးပါးအထိရှိနေကရေပေးအနေအထားတွေ့နေရသူ2600နီးပါးရှိရလို့သိရပါဗျ။အခုလိုရေပေးအနေနဲ့ကြုံတွေ့ခဲ့မှုကြောင့် ပြည်နယ်နဲ့တိုင်းဆက်ကူမှာတံတားနဲ့ရေကြောရေပြုံ145စီးပျက်စီးခဲ့ကအခြေခံပညာစာသင်ကျောင်းပေါင်း1389ကျောင်းရေနစ်မြုပ်ခဲ့ပါတယ်။တရိတ်ဆန်သေဆုံးမှုလည်းဖြစ်ပေါ်ခဲ့ပြီးငါးပစုံမွေးမြူရေးကံတွေပျက်စီးဆုံးရှုံးမှုဟာလည်းဧက600ထက်မနည်းရှိနေတယ်လို့အစိုးရရဲ့ကောက်ယူထားတဲ့စည်ရင်းတွေအရာသိရပါတယ်။ရေကြီးရေရှမ်းမှုတန်းဟာလက်ရှိအခြေအနေထိအစိုးရစွာဖြစ်ပေါ်နေတာကြောင့်ပျက်စီးဆုံးရှုံးမှုစည်ရင်းဟာအခုထက်ပိုမိုများပြားနိုင်တဲ့အပြင် ်ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းတစ်ခုဖြစ်ပေါ်လာနိုင်တဲ့အတွက်လက်ရှိရေကြီးနေတဲ့ဒေသတွေမှာမိုးပေါ်လာနိုင်တယ်လို့မိုးလေဝသနဲ့ဆလဗေဒညွှန်ကြားမှုဦးစီးဌာနကတာဝန်ရှိသူကနိုင်ငံပိုင်မီဒီယာတွေမှာပြောကြားထားပါတယ်။လက်ရှိမှာရေဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေကိုနိုင်ငံတကာကအကူအညီထောက်ပံ့မှုအနေနဲ့ဩစတြေးလျနိုင်ငံကအရေးပေါ်ကယ်ဆယ်ရေးအကူအညီအမေရိကန်ဒေါ်လာ2သန်းပေးရမယ်လို့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးဂျူလီဘေးရှော့ကဩဂတ်စ်လ9ရက်နေ့ကပြောကြားခဲ့ပါတယ်။